်မာနွေဦးခရိုနီကယ်ဒီဇင်ဘာလ9ရက်နေ့မြင်ကွင်းကမ္ဘာပံစင်ကန်စာနေစစ်ပွဲကာလအတွင်းမြမစီပွားရေးယခုနှစ်မကုန်ခင်တရင်ပတ်အနေငယ်လိုမှာမြမစီပွားရေးနဲ့ပတ်သက်လို့ကမ္ဘာပံရေးစောင့်ကြည့်လေလာကဲဖြတ်ချက်ပေါ်ထွက်လာခဲ့ပါတယ်အကဲဖြတ်ချက်အရမြမစီပွားရေးနလန်းပြန်ထူလာတဲ့လက္ခဏာတချို့တွေ့လာရတယ်လို့ဖော်ပြထားပါတယ် လာမယ့်ဗန်ဒါယီနှစ်ကုန်မှာမြန်မာနိုင်ငံပြည်တွင်းသတင်းထုတ်ကုန်ပမာဏ GDP ညွန့်ကိန်းဟာ200ခန်းလုံးကျဆင်းလိမ့်မယ်လို့ခန့်မှန်းခဲ့ပြီးပြီးခဲ့တဲ့နှစ်လပိုင်းသကိုင်းငလျင်ကြီးပြီးကစားခန့်မှန်းချက်ထက်ဆိုင်ရင်ဒသမ900ခန်းလုံးမြင့်တက်လာတာဖြစ်ပါတယ်အခုလိုရခိုင်ခံမှန်းချက်တဲ့ဒသမ900ခန်းလုံးမြင့်တက်ခဲ့ခြင်းအကြောင်းရင်းတွေနဲ့ငလျင်ပေးကြုံတွေ့ရပြီးနောက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများနဲ့ ငလျင်ဘေးကိုစိုးစုံကြုံတွေ့ခဲ့ရသူတွေကိုဥတီထောက်ပံ့မှုတွေကြောင့်ငကိုခံမှန်းချက်ကိုပြင်ဆင်ခံမှန်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဧပြီလမှာစက်တင်ဘာလအတွင်းကုန်စည်တည်ယူပို့ဆောင်ရေးအတိုင်းအတာတစ်ခုထိမြင့်တက်လာခဲ့တယ်လို့လည်းကမ္ဘာပန်းစီရင်ခံစာမှာဖော်ပြထားပါတယ်။ငွေကြေးဖောင်းပွားမှုရှိနေစေဖြစ်ပေမယ့်ယခင်နှစ်တွေကနေစာရင်2025ခုမှာတစ်နှစ်တာလုံးတည်ငြိမ်ပြီးကျန်းမာရေးတန်ဖိုးပြန်လည်မြင့်တက်လာတယ်လို့လည်းအစီရင်ခံစာကဖော်ပြထားပါတယ်။ စိန်ခေါ်မှုတွေအနေနဲ့ငလျင်ဘေးကပြန်လည်ထူထောင်ရေးအတွက်ဗန္ဒာရေးအရေးမြင့်ရှာပါမှုစစ်ပွဲတွေကြောင့်လုံခြုံရေးအားနည်းမှုနဲ့တရားစစ်တအားမလုံလောက်မှုတွေဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ကမ္ဘာပံငယ်6လတာစောင့်ကြည့်ကဲဖြတ်စီရင်ခံစားပါအချက်လက်တွေနဲ့ပတ်သက်လို့စစ်ကော်မရှင်ဘက်ကသဘောတူမဲ့လက္ခဏာမတွေ့ရသလိုအချို့သောနိုင်ငံတကာစီးပွားရေးပညာရှင်တွေကလည်းအစီရင်ခံစားဟာအခြေအနေအမှန်ကိုမထင်ရဘူးဆိုတဲ့သဘောမျိုးမှတ်ချက်ပြုဝေဖန်တာတွေကို တွေ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်ဖြစ်ပျက်နေတဲ့စီးပွားရေးအနေအထားကစိုးရွားနေတဲ့အနေအထားတွေကို မထင်ရဘူးလို့ဆိုလိုခြင်းတဲ့သဘောဖြစ်ပါတယ်။ကမ္ဘာပံအနေနဲ့မြန်မာနိုင်ငံထဲမှာ၎င်းရဲ့အချက်လက်ကောက်ယူတဲ့ဝန်ထမ်းတွေကျွမ်းကျင်သူတချို့ထားရှိထားပြီးဒီစီရင်ခံစာကို ပြုစုတာမျိုးဖြစ်နိုင်ပါတယ်။ဒီစီရင်ခံစာရဆိုရင်မြန်မာစီးပွားရေးကအစိုးဆုံးခြေနေတွေကနေကျွလွန်လာခဲ့တဲ့အတိတ်ပဲဖြစ်ပါတယ်။ စစ်ပွဲတွေဖြစ်ပွားနေပြီးကုန်စည်တည်ယူပို့ဆောင်ရေးစိုက်ပျိုးရေးမွေးမြူရေးနဲ့အခြားကုန်ထုတ်လုပ်နိုင်စွမ်းအားတွေကြီးကြီးမားမားထိခိုက်ကြဆင်းနေခြင်းစစ်မှုမထမ်းမနေရဥပဒေအသက်သွင်းမှုကြောင့်လူငယ်တွေနီးလဲမျိုးမျိုးနဲ့နိုင်ငံပြင်ပထွက်ခွာနေကြပြီးလူအားအရင်းမြစ်ရှားပါလာနေတာတွေကိုဒီအစီရင်ခံစာမှာထိဟက်မနေဘူးလို့ဆိုလိုကြတာဖြစ်ပါတယ်။အစီရင်ခံစာမှာဖော်ပြထားသလိုမြန်မာကျပ်ငွေတန်ဖိုးဖောင်းပွားမှု20ရာခိုင်နှုန်းထိရှိနေသည့်အချိန် 2025ခုနှစ်ထဲမှာတန်ဖိုးတည်ငြိမ်လာတယ်ဆိုတဲ့ဖော်ပြချက်ကအချက်အလက်အဖြစ်မှန်ပေမဲ့တန်ငွေတန်ဖိုးတည်ငြိမ်စေဖို့ပြည်ပသွင်းကုန်တွေကိုတင်းတင်းကြပ်ကြပ်တားမြစ်ခဲ့တာကြောင့်လူသုံးကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းအဆမတန်မြင့်တက်ခဲ့တာနေစဉ်စားတောက်ကုန်ဈေးနှုန်းတွေလည်းမြင့်တက်နေတာကနေစဉ်ဘဝမှာကြုံတွေ့နေရတဲ့အခြေအနေဖြစ်ပါတယ်။ ထိုင်းနဲ့တရုတ်နိုင်ငံတို့ကလည်းနေဆက်ကုန်သွယ်ရေးနဲ့တင်သွင်းနေတဲ့ကုန်ပစ္စည်းတွေနဲ့ပုံမှန်ကုန်သွယ်ရေးကတဆင့်တင်သွင်းနေတဲ့ဈေးဝါတို့လိုကုန်ပစ္စည်းတွေကိုပါကန့်သက်တားမြစ်လိုက်ခြင်းကနေစဉ်စားသုံးနေကြရတဲ့ဟင်းချက်စီဆက်ပြားမှုသွားတိုက်ဈေးနဲ့ဈေးဝါအုံဆောင်တွေဈေးမြင့်တက်မှုတွေနဲ့ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ နိုင်ငံချောင်းငွေလဲလေလိုအားကြဆင်းစေဖို့အချက်ကလိုကုန်ပစ္စည်းတင်သွင်းမှုတွေကိုကန့်တတ်ခဲ့ပြီးကျပ်ငွေတန်ဖိုးကို American Dollar မြန်မာကျပ်4000ဝန်းကျင်မှာရှိနေစေခဲ့တာဖြစ်ပါတယ်။2025ခုနှစ်ထဲမှာကျပ်ငွေတန်ဖိုးတည်ငြိမ်ပေးမယ်လေ။တည်ယူပို့ဆောင်ကလူနေမှုစရိတ်စားတောက်ကုန်တွေအထွေထွေကုန်စည်နှုန်းတွေက ရော့ကျခြင်းမရှိဘဲမြင့်တက်နေတဲ့အနေအထားမျိုးဖြစ်ပါတယ်။အမှန်တကယ်တော့မြန်မာစီးပွားရေးအနေအထားက စစ်ပွဲကာလစီးပွားရေးအနေအထားမျိုးဖြစ်ပါတယ်။နိုင်ငံရဲ့90ရာခိုင်နှုန်းကျော်နေမြေတွေမှာလက်နက်ကိုင်းတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်အဆိုပါဒေသတွေမှာပုံမှန်စိုက်ပျိုးမွေးမြူတာ၊ကုန်ထုတ်လုပ်တာ၊ကုန်ဖလှယ်ဓာတ်တွေလုံဆောင်နိုင်တဲ့အနေအထားမျိုးမဟုတ်ပါဘူး။စိုက်ပျိုးပြီးရိတ်သိမ်းခွင့်မရတဲ့စိုက်ခင်းတွေအများပြားရှိနေပြီးအချို့ဒေသတွေမှာတော့ရိတ်သိမ်းနိုင်ပေမယ့်စိုက်ပျိုးထားတဲ့စပါးတီးနှံတွေကိုဝယ်ယူသူမရှိတာ၊ရာသိမ်းရထိုက်တဲ့ဈေးနှုန်းမရတာ နေဆက်ဖြတ်ကျော်တင်ပို့ခွင့်မရတာစတဲ့ပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။တရုတ်နယ်ဆက်ကုန်သွယ်ရေးလမ်းကြောင်းလွဲကူစားတင်ပို့နိုင်ခြင်းမရှိတာကြောင့်စံကျန်းတွေဈေးမရတဲ့ပြဿနာမျိုးကိုကြုံတွေ့နေကြရသလိုရခိုင်ပြည်နယ်လူဒေသကထွက်ရှိတဲ့ဇဘာနယ်ဆန်ကိုလည်းတီမဘက်ကို တင်ပို့ဖို့အတားအဆီးအခက်ခဲတွေရှိနေတာမျိုးဖြစ်ပြီးဈေးမရတဲ့အဖြစ်ရောင်းမထွက်တဲ့အဖြစ်မျိုးနဲ့ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ အလားတူရှမ်းတောင်ရှမ်းမြောက်တို့လိုဒေသတွေမှာစိုက်ပျိုးတဲ့ပြောင်းတွေကိုလည်းခုဆိုရသည့်ချိန်မှာကောင်းစွာတင်ပေါ်နိုင်ခြင်းမရှိတဲ့အခြေအနေမျိုးနဲ့ကြုံရလေးရှိတာဖြစ်ပါတယ်။စစ်ပွဲတွေဖြစ်နေတဲ့ဒေသတွေမှာကုန်စည်ကူးတန်းရောင်းဝယ်မှုတွေခီးသွားလာမှုတွေကဒါစီမျိုးမျိုးမတန်တဆအခွန်အောက်ပေးရတာမျိုးတိုက်ပွဲတွင်ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ကြစားတဲ့အကြောင်းချက်တွေကကုံထုတ်လုံမှုနဲ့ရောင်းချမှုတွေကိုကြီးကြီးမားမားတက်ရောက်မှုရှိနေကြတာဖြစ်ပါတယ်။ အခုလိုစစ်ပွဲကာလရော်ရဲတဲ့အုပ်ချုပ်မှုသို့မဟုတ်ပုံမှန်မဟုတ်တဲ့အုပ်ချုပ်မှုအောက်မှာတရံဇာတအလွန်ကျွံထုတ်ယူမှုတွေကလည်းကြဲကြဲပြက်ပြက်ဖြစ်ပွားနေပြီးအဆိုပါတရံဇာတအလွန်ကျွံထုတ်ယူမှုကရရှိတဲ့ငွေကြေးတွေကလည်းမြန်မာနိုင်ငံအတွင်ထုတ်လုပ်မှုမှာအရေးပါတဲ့ပမာဏတစ်ခုအထိရှိနေလိမ့်မယ်လို့ယူဆရပါတယ်စစ်ပွဲကြဲပြန့်လာတဲ့ကာလတွေမှာပဲမြေရှာရွှေဗဒမြာကြောက်စိမ့်နဲ့ကြိုးဝိုင်းတွေဘေးမဲ့တော်တွေကတစ်ထုတ်လုပ်မှုတွေက အရှိန်အဟုန်နဲ့မြင့်တက်လာနေတာကိုတွေ့ကြရမှာဖြစ်ပါတယ်။ဖားကန်မိုးကုတ်ကချင်ပြည်နယ်ရှိဘက်ချမ်းရှမ်းရှိစကိုင်းတိုင်းမန္တလေးတိုင်းတို့မှာအဆိုပါအဖြစ်ပြက်တွေကကျယ်ပြန့်စွာဖြစ်ပွားနေတာဖြစ်ပါတယ်။ဒီလိုတယံဇာတလွန်ကျွန်းထုတ်ယူမှုတွေကနေရရှိတဲ့အခွန်အခအများစုကလုတ်ပိုင်ခွင့်ရှိသူအာနာရှိသူတွေရဲ့တူးချင်းကြိုးစီပွားလက်နက်ကိုင်ဖွဲ့တွေရဲ့အကျိုးစီးပွားနဲ့ ပြည်တွင်းစစ်ပွဲပိုမိုအရှိန်ဟုန်တောက်လောင်မှုလောင်စာတွေအပြည့်ရောက်ရှိကုန်ကြပြီးအများပြည်သူတွေအနေနဲ့အကျိုးခံစားရတာမျိုးမဟုတ်ပါဘူးတရားမဝင်စီးပွားရေးလုပ်ငန်းတွေနဲ့ငွေရေးစေဝါနဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေပေါ်မိတီနေကြတဲ့ငွေကြေးကိန်းဂဏန်းတွေအခုလိုစီးပွားရေးအစီရင်ခံစားမှာပါဝင်ခြင်းမရှိသေးဘူးလို့ယူဆရပါတယ်ဒီလိုလုပ်ငန်းတွေကရရှိတဲ့ငွေကြေးအများစုကတော့ရာဇဝတ်ကိုင်းနေနဲ့၎င်းတို့ကိုကာကွယ်ပေးတဲ့စစ်တပ် နက်နက်ကိုင်းဖွဲ့တည်စီစီစဉ်သွားကြပြီးအချို့သောဒေသခံတွေအနေနဲ့ဒီလုပ်ငန်းတွေအတွက်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေလုပ်ကိုင်းပြီးပမာဏတစ်ခုသောဝင်ငွေရရှိတာလည်းဖြစ်ပါတယ်။ချုပ်ဆိုရရင်တော့စစ်ပွဲကာလနက်နက်ကိုင်းပြည်ပခါကာလမြမစီးပွားရေးအခြေအနေက နလန်ထူလာတဲ့လက္ခဏာတချို့တွေ့ရတယ်လို့ကမ္ဘာ့ဘဏ်စီရင်ခန်းစာကဆိုတဲ့အတိုင်းတာမန်လူမှုအဖို့မှာတော့ကြီးမားတဲ့လူနေမှုစရိတ် တရားဝင်တရားမဝင်နဲ့အထွေထွေသောအခွန်အခောက်တွေကလေပင်ထိရောက်လို့နှိပါနဲ့ရှင်းတန်းဖို့စူးစမ်းနေကြရတဲ့အနေအထားလေးဖြစ်ပါတယ်ခင်ဗျာ။ မ်းမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်ဆူဒန်ပြည်သူ့စစ်ကောင်းဆောင်ဟောင်းအလီမိုဟာမက်အလီအဗ်ဒူရာမန်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကထောင်ဒဏ်အနှစ်20ချမှတ်လိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်20ကျော်ဆူဒန်ပြည်တွင်းစစ်ကာလအတွင်းကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ICC ကနေပထမဆုံးကြိမ်ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကပြစ်ဒဏ်ချမှတ်ခဲ့တာပါ။အဗ်ဒူရာမန်ဟာပုံကံမှုတွေကိုနှိမ်နှင်းဖို့ဆူဒန်အစိုးရအသုံးပြုခဲ့တဲ့နာမည်ဆိုးနဲ့ကြော်ကြတဲ့ဂျန်ဂျော်ဝီပြည်သူ့စစ်ဖွဲ့ကအဆင့်မြင့်ရရှိသူဖြစ်ပြီးအရမကျင်တာ မြန်ပန်နှိမ့်ဆက်တာနဲ့လူသားမှုတွေပါဝင် ပြစ်မှုတွေအတွက်ပြစ်ရှိကြောင်းတွေးရှိထားတာပါအာရက်လွှမ်းမိုးတဲ့အစိုးရဟာလူမျိုးရေးခွဲခြားတဲ့စနစ်ကိုကျင့်သုံးတယ်လို့ဆွဆွဲခံရပြီးအာရက်မဟုတ်တဲ့မျိုးနွယ်စုတွေကလက်နက်ကင်တော်လှန်ကြရတာလေဆူရနိုင်ငံဒါဖာဒေသမှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါဒီလိုတုံ့ပြန်တဲ့အနေနဲ့အစိုးရဘက်ကခြေသလုံးအိမ်တိုင်းမျိုးနွယ်စုမျိုးမျိုးနဲ့ဖွဲ့စည်းထားတဲ့ဂျန်ဂျဝိတပ်ဖွဲ့တွေကိုဆီလွတ်ပြီးရရက်ဆက်ဆက်နှိမ်နှင်းခဲ့ပါတယ်ကုလသမဂ္ဂရဲ့အဆိုအရ 2003ခုနှစ်ကနေ2004ခုနှစ်အတွင်းလူပေါင်း3000လောက်သေဆုံးခဲ့ပြီးနှစ်သန်းခွဲလောက်အိုးအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။အရသာတွေကိုစုလိုက်ပြုံလိုက်အဓမ္မကျင့်တာနဲ့တပ်ဖြတ်တာတွေပါဝင်ရက်ဆက်ကြမ်းကြုတ်မှုသတင်းတွေများလာတဲ့အတွက်လူ့အခွင့်အရေးအဖွဲ့တွေကဒါကိုရည်ရွယ်ချက်ရှိရှိလူမျိုးတုံးရှင်းလင်းမှုလို့သတ်မှတ်ပြောဆိုကြပါတယ်။မျိုးနယ်စုခေါင်းဆောင်တူကလည်း2003ခုနှစ်မှာဖြစ်ပျက်ခဲ့တာတွေကလူမျိုးတုံးတက်ပြတ်မှုလူမျိုးပြုတ်ရှင်းလင်းမှုနဲ့လူသားမျိုးနယ်ပေါ်ကျွလွန်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့ပြောဆိုထားပါတယ် အဗ်ဒူရာမန်ကတော့တရားရုံးကလူမှားဖမ်းမိထားတာလို့တတလဲလဲညင်းဆိုပေမဲ့ဒီအချက်ကိုတရားသူကြီးတွေကဖယ်ချခဲ့ပါတယ်။လက်ရှိချိန်မှာတော့2023ခုနှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ဆူဒန်စစ်တပ်နဲ့ Rapid Support Forces RSF ပြည်သူစစ်တွေကြားကလက်ရှိစစ်ပွဲတွေနဲ့ဆက်နွယ်ပြီးနောက်ထပ်ဖမ်းဝရမ်းအစ်စ်တွေထုတ်နိုင်ဖို့ ICC တရားလိုရှင့်တွေကကြိုးပမ်းနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အဆိုအရဒီပဋိပက္ခကြောင့်အ ਨੇ ဆုံးလူပေါင်း၄000တည်ဆုံးခဲ့ပြီးတန်းနဲ့ချီတဲ့ပြည်သူတွေအိုးအိမ်ဆွန့်ခွာထွက်ပြေးနေရတယ်လို့ဆိုပါတယ်ခင်ဗျာ။ 澳大利亚呢？嘛。 သက်၁၆နှစ်အောက်ကလေးတွေကိုလူမှုကွန်ရက်မီဒီယာအသုံးပြုခွင့်ပိတ်ပင်မှုအသည့်ဟာဗိုလ်ဒိုးနေမနက်ကစတင်ပါတယ်။ကမ္ဘာမှာဒီလိုတနိုင်ငံလုံးတိုင်းတာနဲ့လူမှုကွန်ရက်တွေကိုပိတ်ပင်ကန့်သတ်တာဟာအော်စတြေးလျနိုင်ငံဟာပထမဆုံးဖြစ်ပါတယ်။ဒီဥပဒေကိုပြီးခဲ့တဲ့နှစ်ကဖြတ်တန်းခဲ့တာဖြစ်ပြီးလူမှုကွန်ရက်မီဒီယာတွေနဲ့ဆက်ဆက်ပြီးကလေးတွေပေါ်နိုင်ခြင်းမှုတွေလိမ်မိုင်းဆန်ရအလွဲသုံးစားမှုတွေဖြစ်ပွားခဲ့တာတွေ့ရှိခဲ့ပြီးနောက်မှာဖြစ်ပါတယ်။ပိတ်ပင်ခံရတဲ့လူမှုကွန်ရက်မီဒီယာတွေမှာ Facebook, Instagram, TikTok နဲ့ YouTube ပါဝင်အထက်က platform ကြီးဆက် ူပါဝင်ပါတယ်တက်16နှစ်အောက်ကလေးတွေကိုအကောင့်ဖွင့်တာအကောင့်ပိုင်းဆိုင်တာတွေကို တားဆီးတော့မှာဖြစ်ပြီးလိုင်းနာဖို့ပြက်ကွက်တဲ့ကုမ္ပဏီတွေကတော့ American Dollar 32.8တန်းလောက်အထိဒဏ်တက်ခံရမှာဖြစ်ပါတယ်ဒါပေမဲ့ကလေးတွေမိဘတွေဒါမှမဟုတ်စောင်းလျှောက်သူတွေအတွက်တော့ပြည်ထောင်မရှိပါဘူးဒီလိုကန့်သက်ချက်တွေချမှတ်ဖို့မလေးရှားနဲ့ဒိန်းမတ်လိုနိုင်ငံတွေနဲ့ American ပြည်နယ်အတော်များများကလည်းအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပါတယ်အသက်16နှစ်အရွယ် Mikhail Ayers က ဝရုဏိမနပိုင်းကသူ့ရဲ့ TikTok အကောင့်ပိတ်ခတ်လိုက်ရတယ်လို့ပြောပါတယ် But I guess I'm a little bit sad. အဲ့ဒီအကောင့်မှာကျွန်မတင်ထားတာတွေရှိတော့နည်းနည်းတော့ဝမ်းနည်းမိပါတယ်။မိခင်လာရဲ့မိခင်ပါဝင်မိဘတချို့ကတော့ကလေးတွေကိုအနေကနေကာကွယ်ဖို့နီလာတခုအနေနဲ့ဒီစီမံချက်တွေကိုထောက်ခံကြပေမယ့်စိန်ခေါ်မှုတွေကတော့ပေါ်ပေါက်နေပါပြီ။ I think it's a really good idea. ဒါကတကယ်ကိုကောင်းတဲ့စဉ်းစားချက်တခုလို့ကျွန်မထင်ပါတယ်။ဒါပေမဲ့ဒီလိုကန့်သက်တာတွေကိုရှောင်ရှားဖို့နီလာနေလည်းအများကြီးရှိနေပါတယ်။မိခင်လာကတော့ ူ့ရဲ့တခြားလူမှုကွန်ရက်အကောင့်တွေမှာဝေးသက်ကိအမှန်ကိုမထည့်ထားတဲ့အတွက်အခုထိသုံးလို့ရနေတော့မယ်လို့ပြောပါတယ်။ဒီကန်တဲ့ချက်တွေကိုကြော်လောက်နိုင်မယ့်နည်းလမ်းတွေကိုပြသထားတဲ့ online post တွေလည်းပေါ်ထွက်လာပြီဖြစ်လို့ဒီ social platform တွေအနေနဲ့အသုံးပြုသူတွေရဲ့အသက်ကိုဘယ်လိုအတိအကျအတည်ပြုနိုင်မလဲဆိုတာမျိုးကုန်ထုတ်စရာတွေရှိနေတော့မှာပဲခင်ဗျာ။ မ်ဘောဒီးယားနယ်စပ်နဲ့၄ကီလိုမီတာပဲကွာဝေးတဲ့ဒီထမ်းရွာမှာတော့လက်နက်ကြီးတန်းတွေကပုံမဲ့ကြားနေကြတန်းလို့ဖြစ်လာပါပြီ။ရွာမှာလူသူကင်းမဲ့တောင်ဖြစ်နေပြီးအများစုကတော့ဘေးလွတ်ရာဆစ်ဆောင်စခန်းတွေစီထွက်ခွာသွားကြပြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီလူတွေကတော့ကြံနေခဲ့ဖို့ကသူတို့ရဲ့တာဝန်လို့ခံယူထားကြပါတယ်။เราเป็นผู้นําแล้วก็ကျွန်တော်တို့ကကြံနေရမှာပေါ့ကျွန်တော်ကရွာကြီးပါကျွန်တော်တို့မလုပ်ရင်ဘယ်သူတွေလုပ်မလဲတခိုးတွေညာကနေရွာသားတွေရဲ့အိုးအိမ်ပစ္စည်းတွေကိုဘယ်သူကကာကွယ်မလဲကျွန်တော်ကခေါင်းဆောင် ရွာလုံးကျုံ၏အဖွဲ့ဝင်အားလုံးစည်းစည်းလုံးလုံးရှိရပါမည်။ထိုင်းကမ္ဘောဒီးယားနေဆက်တစ်လျှောက်ကပြစ်ခတ်မှုတွေကပုံမပြန်ထလာပြီးအရသာနေရာတွေကိုပါရောက်ရှိလာပါတယ်။ဒါကြောင့်တိုင်းနဲ့ချီတဲ့ပြည်သူတွေဟာရေရက်ဆုံခွာခဲ့ရပြီးခိုးလုံရစခန်းတွေမှာပြည့်ကျက်နေကြပါတယ်။နိုင်တယ်နော်ဘောင်တက်ကျွန်တော်ရွာကိုမနာရတဲ့ဖြစ်နေလို့ကျမတို့အိမ်ကနေထွက်ပြေးခဲ့ကြတာပါတိုက်ပွဲကရမ်းမြန်လာပြီးကျမအိမ်ဆိုလုံးဝပျက်စီးသွားပါတယ်ဒါကြောင့်ဝတ်စားရင်းနဲ့ကလေးတွေပါခေါ်ပြီးကျမတို့ဒီကိုရောက်လာခဲ့တာပါ ဤကရဇူလိုင်လကအပြစ်ခတ်ရဲစဲရေးသဘောတူခဲ့ကြပေမဲ့တလင်းလာနေမှာပြစ်ခတ်မှုတွေပြန်ဖြစ်ပွားလာတဲ့အတွက်တစ်ဖက်ကိုတစ်ဖက်အပြစ်တင်နေကြပါတယ်။ကမ်ဘောဒီးယားဘက်ကတင်းမာမှုလျှော့ချဖို့ဒါမှမဟုတ်သူတို့ဘက်ကဆွေးနွေးကျင်တယ်ဆိုတော့အရင်ဆုံးပြသဖို့လိုပါတယ်လို့ထိုင်းနိုင်ငံသားဝန်ကြီးကပြောဆိုပါတယ်။ You cannot move Cambodia to anywhere. Cambodia ကိုဘယ်ကူမှရွှေ့လို့မရပါဘူး။ထိုင်းကိုလည်းဘယ်မှရွှေ့လို့မရပါဘူး။ဒါကြောင့်ကျွန်တော်တို့တစ်ဖက်နဲ့တစ်ဖက်နားလည်မှုရောက်အောင်စူးစမ်းတာပိုကောင်းပါလေ။ လူတွေရဲ့အသက်တွေကယ်တင်ဖို့ကအရေးကြီးဆုံးပါပဲလို့ကမ္ဘောဒီးယားဝန်ကြီးချုပ်အချမ်းပေတူကပြောဆိုပါတယ်အရင်ငင်းကြဲသဘောတူညီချက်ကိုကြောင်းဝင်ဆွေးဆက်ပေးခဲ့လို့ဂုံယူနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့တိုက်ပွဲတွေရပ်တန့်ဖို့တပ်ဖက်ခေါင်းဆောင်တွေကိုဖုန်းခေါ်ဆိုမယ်လို့ပြောပါတယ်။ လက်ရှိချိန်ထိထိုင်းနဲ့ကမ်ဘောဒီးယားခေါင်းဆောင်တွေအရှုံးမပေးကြသေးပေမဲ့လည်းဤသူတွေကတော့ရေရှည်တည်တဲ့နယ်အဖြစ်တစ်ခုရဖို့တောင်းဆိုနေကြပါတယ်။ရခိုင်တော်ပြည်ကကျမတို့ကိုအဆုံးသတ်စေချင်ပါတယ်။ဒါနောက်ဆုံးတိုက်ပွဲဖြစ်ပါစေလို့ဆုတောင်းတယ်။အရာရာကိုအဆုံးသတ်စေချင်ပါပြီ။ဒီကရက်ဇူလိုင်လကလူ40ကျော်တေဆုံးခဲ့တဲ့ဗတိပခောက်ကိုအမှတ်ရနေစေဖြစ်လို့၄၂ဘက်ကပြည်သူတွေကတော့တမိုင်းတစ်ဘက်ပြန်မလဲပါစေနဲ့လို့ဆုတောင်းနေကြပါလိမ့်ခင်ဗျာ။ 2025ခုနှစ်ဟာနှစ်မကုံဆုံးခင်မှာပဲမှတ်တမ်းတစ်ခုကိုရယူနိုင်ခဲ့ပုံပေါ်ပါလေ။အဲဒါကတော့မှတ်တမ်းတင်ထားသမျှ2025ခုနှစ်ဟာဒုတိယအပူဆုံးနှစ်အဖြစ်စံချိန်တူဖြစ်လာဖို့ရှိနေပြီးဒါဟာဖန်လုံအိမ်တန်းငွေထုတ်လွှင့်မှုတွေကိုလျှော့ချဖို့အရေးကြီးလိုအပ်နေတယ်ဆိုတာကိုမိမောင်းထုတ်ပြနေပါတယ်။အခုလိုကမ္ဘာဖြန့်ပြအပူချိန်မြင့်တက်လာတာဟာရာသီဥတုပြောင်းလဲမှုရဲ့အဆိုးရွားဆုံးတန်ရောက်မှုတွေကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းလို့သိပ္ပံပညာရှင်တွေကပြောဆိုကြပါတယ်။ရေခဲတွေရေပြောလို့ပင်လယ်ရေမြင့်တက်ပြင်းမြင့်တက်လာတာ သမုဒ္ဒရာရေတုအက်ဆစ်တက်လွန်ခဲ့လာတာဇီဝမျိုးစုံမျိုးကွဲတွေပျောက်ဆုံးလာတာနဲ့ဂေဟာစနစ်တွေပျက်စီးတာတွေကတော့ဥပမာအနည်းငယ်သာဖြစ်ပါလေဥရောပဂျာတိယုတို့စောင့်ကြည့်လေးလာရေးဖွဲ့ရဲ့နောက်ဆုံးထွက်ရှိတဲ့ကမ္ဘာလုံးဆိုင်ရာစမ်းစစ်ချက်အရဒီနှစ်ဇန်နဝါရီလကနေနိုဝင်ဘာလအထိပြန်ပြပူးချိန်တွေဟာစက်မှုခေတ်မတိုင်မီဆန်သတ်မှတ်ချက်ထက်1.48ဒီဂရီဆယ်စီယပ်လောက်ထိမြင့်တက်ခဲ့ပြီး2023ခုနှစ်စံချိန်နဲ့တူညီနေပါတယ်။စံချိန်နဲ့အပူပြင်းဆုံးနှစ်ဖြစ်တဲ့2024ခုနှစ်နောက်မှာရှိနေပါတယ်။ နွေမာလာတလာထဲမှာတဲ့ကမ္ဘာပူချိန်ဟာဆက်မှုခင့်မတိုင်မီဆန်သက်မှတ်ချက်တွေထက်1.54ဒီဂရီဆယ်စီယပ်လောက်ထိရောက်ရှိခဲ့ပြီးမှတ်တမ်းတင်ပူးသမျှထဲမှာတတိယမြောက်အပူနွေးဆုံးနွေမာလာဖြစ်ခဲ့ပါတယ်။2023ခုနှစ်ကနေ2025ခုနှစ်အထိ၃နှစ်တာဖြန်းပြပူချိန်ဟာအရေးကြီးတဲ့1.5ဒီဂရီဆယ်စီယပ်သက်မှတ်ချက်ကိုပထမဆုံးအကြိမ်ကျော်လွန်မယ်လို့ခန့်မှန်းထားပါတယ်။ဒီနှစ်ထက်မှာကမ္ဘာတဝန်းမှာရာသီဥတုဆိုးရွားမှုတွေဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့လကဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းကမ်မဂီကြောင့်လူ200ကျော်သေဆုံးခဲ့ရပြီးစပိန်နိုင်ငံမှာတော့ဆယ်စုနှစ်သုံးခုတွင်အဆိုးရွားဆုံးတုံးမီလောင်ကျွမ်းမှုတွေဖြစ်ခဲ့ပါတယ်။ဒါဟာရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်နိုင်ခြေပုံများလာတဲ့ဆိုတာကိုစိတ်ပင်ပညာရှင်တွေကအတည်ပြုထားပါတယ်။ဥရောပရာသီဥတုစောင့်ကြည့်ရေးအဖွဲ့ C3S ရဲ့နောက်ဆုံးရအချက်လက်တွေဟာပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ COP30 ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးပြီးမှထွက်ပေါ်လာတာပါ။အဲ့ဒီအစည်းအဝေးမှာအဆိုးရွားတွေအနေနဲ့ဖန်လုံအိမ်တန်းငွေရှော့ချရေးအတွက် ထိရောက်တဲ့စီမံသစ်တွေကိုသဘောတူညီဖို့ပြတ်ခွက်ခဲ့ကြပါတယ်။ကုလသမဂ္ဂရဲ့အဆိုအရဒီနှစ်အတွက်တိတသမ5ဒီဂရီဆယ်ဆီယက်စီမံချက်ဟာလက်တွေ့မကျတော့ဘူးလို့ဆိုပြီးတတ်မှတ်ချက်ထက်ပိုကျော်သွားတာမျိုးမဖြစ်ရအောင်ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုတွေကိုအမြန်လျှော့ချကြဖို့အစိုးရတွေကိုတိုက်တွန်းထားပါတယ်။ဒေဗန်ပညာရှင်တွေကတော့အချိန်နဲ့အမျှကမ္ဘာဘူးချိန်တွေတိတိသားသားပုံနှွေးလာတဲ့လမ်းကြောင်းကိုမှတ်တမ်းတင်ထားပြီးဒီလိုပုံနှွေးလာရတဲ့အဓိကတရားခံဟာရုပ်ကျွင်းလောင်စာတွေ300ရာခိုင်နှုန်းထွက်တဲ့ဖလုံအိမ်တန်းငွေတွေကြောင့်ဖြစ်တယ်လို့အတည်ပြုထားကြပါတယ်။

MCDM ဆိုတဲ့သတင်းမီဒီယာ page ဖြစ်ပါတယ်။ဒီသတင်းမီဒီယာ page မှာအဓိက run နေတဲ့လူတွေကတော့အရင်နိုင်ငံတော်ပိုင်းသတင်းဌာနတွေကနေ CDM လောက်ပြီးတော့ပြည်သူတွေအတွက်ရည်တည်နေတဲ့ CDM boss အများစုရဲ့ပြီးတော့မြေပြင်မှာရှိနေတဲ့မြန်မာနိုင်ငံအနှံ့အပြားမှာကမ္ဘာအနှံ့အပြားမှာရှိနေတဲ့ပညာရှင်အသိပညာရှင်အတတ်ပညာရှင်စသဖြင့်တကယ် professional တွေအားလုံးစုစည်းပြီးတော့မှ တင်ဆက်နေတဲ့သတင်းဌာနတစ်ခုဖြစ်ပါတယ်။ပြည်သူတွေရဲ့အတန်အဆက်မှန်မြေပြင်မှာဖြစ်နေတဲ့ပကတိအခြေအနေ အားလုံးကိုအမှန်တရားအတိုင်းအများပြည်သူသိအောင်ကဘာသိအောင်တင်ဆက်ပေးနေတဲ့မီဒီယာဌာနတစ်ခုဖြစ်ပါတယ်။အရင်ကတော့ဝန်ကြီးဌာနတစ်ခုအောက်မှာတာဝန်ထမ်းဆောင်နေရင်းနဲ့ reform လုပ်တဲ့အချိန်မှာဝန်ကြီးဌာနလည်းမရှိတော့တဲ့အချိန်မှာဒီမီသားစုတွေကပဲ DMCDM ဆိုတဲ့နာမည်နဲ့ဆက်ပြီးတော့ တိုက်ပွဲဆက်ဝင်ကြမယ်ပြည်သူတွေအတွက်ဆက်လက်ရည်တည်ကြမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဆက်လုပ်ကြတာဖြစ်ပါတယ်ဆိုတော့ဒီ MCDM ဆိုတဲ့သတင်းဌာန page လေးကိုကျွန်တော် comment မှာလည်း link ချတာပေးပါမယ်ထုံးစံအတိုင်း like comment react အပြင် page မှာ review လေးတွေရေးပေးခြင်းအဖြစ်ဝန်ရံပေးကြဖို့အတွက်ကို တောင်းဆိုဖိတ်ခေါ်ချင်တာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်